အလုံးမဲမင်္ဂလာပါရှင်မြန်မာဝါရီဒီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဂျူပီတာရေးသားထားတဲ့ပြုစားခြင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းသစ်သစ်တင်နိုင်မှသိရှိနိုင်မှုအတွက်လည်း notification လောက်လေးနဲ့ပေးပါဦးနော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ရှင်ကျွန်ုပ်တို့နေထိုင်ရာလူလောကပြင်ကျဲကြီးရာတင်ယူ၍လေးလာ၍မကုန်နိုင်တဲ့ပညာသမုတ်တရာပြင်ကျဲကြီးနဲ့တူတယ် မိမိရဲ့စူးစမ်းစိတ်လေးလာစိတ်ကိုအမြဲဖွင့်ထားရင်မိမိကျင်းလည်နေထိုင်ရာပတ်ဝန်းကျင်မှာပညာများစွာကမကုန်းနိုင်မခန်းနိုင်အောင်ရှိနေပေတယ်။လူတစ်ယောက်နဲ့ကြာကြာတူတူနေလာရင်ထိုလူစီမှာပညာတွေရလိုက်နိုင်တယ်လို့ထိုလူကိုကြည့်ပြီးသင်ခန်းစာတွေနဲ့တခြားပညာတွေကိုလည်းရရှိနိုင်မိသေးရဲ့။ဒါကတော့ပညာနဲ့ပတ်သက်တဲ့မိမိရဲ့ကိုယ်ပိုင်အမြင်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။သကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်ဒေသများမှာလူတွေကလူမျိုးလေးမျိုးခန့်ရောရှက်နေထိုင်ကြတယ်။ ကချင်လူမျိုး၊တိုင်းရှန်ခေါ်ရှမ်းနီလူမျိုး၊ကန်တူခေါ်ကဒူးလူမျိုးနဲ့ရှမ်းမဟုတ်ဗမာမဟုတ်တဲ့လော်အော့လက်အိခေါ်ရှမ်းဗမာကာပြားလူမျိုးတွေရောပြုံပြီးတော့စုပေါင်းနေထိုင်ကြတာကိုတွေ့ရတယ်။ဤဒီမှာနေမြေကန့်တက်ရမှာလူမျိုးကိုအချိန်ခံရမြင်ရကြောင်းတက်တဲ့တစ်ခုပင်ဖြစ်ပါတယ်။လူမျိုးလေးမျိုးခန့်နေထိုင်ကြတယ်ဆိုပေမဲ့လည်းရွာတွေကိုတော့ရှမ်းရွာတွေလိုသာလူသိများပါတယ်။ထိုဒေသတွေကရွှေသက်ထူးထွက်ရှိလို့စံပြိုးရိတ်ကိုအဓိကထားမလုပ်ကြတော့ဘဲ။ ရွှေလုပ်ငန်းကိုသာလုပ်ကင်ကြရတယ်။အရင်နေ့မတက်နိုင်တဲ့ဌာနေရွာသူရွာသားတွေလောက်သာမပြည့်စုံတော့လေယာဉ်နဲ့တခြားစားတောက်ဒီနယ်များကိုလည်းစိုက်ပျိုးကြရတယ်။1995ခုနှစ်ရဲ့နှူဝေမာနာနှောင်းပိုင်းကာလတွေကပွင့်လင်းရသည့်ဖြစ်လို့မိုးလေကင်းစင်ပြီးအထက်မြန်မာပြည်ရာသီဥတုကချမ်းအေး၍နေပါတယ်။ဟိုရှေးရခင်ကမြောက်အမေရိကဒေသမှာဌာနေလူမျိုး Red India များနဲ့ ေကြီးယာမျက်နှူးယာလှဲ့လှဲ့သွားလာနေထိုင်ကြတဲ့ Gypsy လူမျိုးတွေရှိရဲ့လို့သိရတယ်။ကျွန်တော်ကလည်းတို့ Gypsy များကဲ့သို့ပင်တို့တိုင်းနယ်ပြည်နယ်အဆက်ရှိကျေးရွာများကိုရေကြီးယာမျက်နှူးယာအဖြစ်တွားရောက်၍နေထိုင်ခဲ့ဘူးတယ်။ကျွန်တော်တို့ကရွာနယ်ခံလန်းလန်းရှိရွှေတူးဖော်ရနေရာမှာနေကြတယ်။လုပ်ငန်းခွင်နေရာနေမှာတဲကြီးတဲငယ်တွေစောင့်လုပ်နေထိုင်ကြတာဖြစ်ပါတယ်။ဒီနေ့မှာရွာဦးထိပ်ကဇီဒီကြီးရဲ့ဝင်းကျင်မှာစိုင်းတန်ပုံတန်နေကြားနေရလို့တငယ်ချင်းတွေကိုဆက်စုမိရောဖျားဝဲရှိရဲ့လို့သိရတယ် ဟဲ့ကောင်လေးထမင်းစားပြီးရင်ပွဲသွားရအောင်တရုတ်ဘက်မှာကပြားတယောက်ကစပြီးအဖို့ညှို့ရော်တယ်ပွဲပန်းစီမှာအတန်တွေကကျွန်တော်တို့လိုလူငယ်တွေကိုမနေနိုင်လောက်အောင်ဆွဲခေါ်နေပြီဖြစ်ပါတယ်ရွှေလုံငန်းရှိရာနေရာများရှိအလုသမားတွေကမြမပြည်ရဲ့နေဆောင်ဒေသဆောင်ကလာရောက်လုပ်ကန်ကြတဲ့လူပေါင်းစုံဖြစ်ပါတယ်ကျွန်တော်တို့အလုံးမှာထမင်းချက်အမျိုးသမီးကြီးတယောက်ရှိရဲ့သူရဲ့ယောက်ျားကလည်းကျွန်တော်တို့နဲ့အတူအလုပ်လုပ်တယ်ညနေအလုပ်သိရေမှူးချိုးပြီးမှညနေစာအုပ်ပြင်ဆင်စားတော့ကြလို့ ျွန်ုပ်တို့တမင်းဝိုင်းကအကျိတ်အနှင်းငယ်နောက်ကြပါတယ်။အားလုံးပြင်ဆင်ပြီးတော့ဇပွဲရဲ့အလယ်မှာဖျောင်းနိုင်ပြီးတွန်းမီစားကြတယ်။ဟင်းရကစော်သီးဟင်းကျိုရွှေပြုံသီးချက်ငရုတ်သီးတောင်းနဲ့ရှမ်းကပိကောင်ကျော်ဖြစ်ပါတယ်။တမင်းစားနေစဉ်တဲရှိမှဖြတ်သွားတဲ့သူတွေကပွဲသွားမယ်လို့ဩသွားကြသည်ရဲ့။ကျွန်ုပ်တို့လည်းတမင်းသာစားနေရတယ်။စိတ်ကတော့ပွဲစီကိုရောက်နေကြပါတယ်။တမင်းစားနေကတဝက်ခန်းလောက်ကုန်တော့တဲတဲကိုပြန်တန်းဝင်ရောက်လာတဲ့ဂျေဘရုံးတကောင်က ဇပွဲလေကဖျောင်းနိုင်ကိုဝင်းတက်ပြီးမီးငိမ့်သွားလို့မီးပြန်ထွန်းလာသေးရဲ့ချီပရိုးကောင်ရဲ့အနံ့ကြောင့်စိတ်ထဲတစ်မျိုးဖြစ်ရတယ်။ဆောင်းရသည်ရောက်ရင်တော်ရက်တရညာပိုင်းမှာအတွက်တဲ့ချီပရိုးကောင်နေအလုံးမေပေါ်ပါတယ်။မီးတုံးမီးထမင်းဆက်စားကြတယ်။မကြပါထိုချီပရိုးကောင်ကပြန်ရောက်လာပြီးတော့မီးကိုထိုးတက်လိုက်ပြန်တယ်။ဒီတခါတော့ထမင်းချက်အမကြီးစိတ်တူသွားပြီးမီးပြန်ထုံးမီးဇပွဲအောက်ကတကြီးကြီးမီနေတဲ့ထိုချီပရိုးကောင်ရှာတယ် တွေ့တော့သူစည်းထားတဲ့ဖက်နဲ့နဲ့ရိုက်ချပြီးတော့အဝေးကိုလွင့်ထုတ်ပြလိုက်တယ်။ပြီးတော့တမင်းဆက်စားကြပြန်တယ်။ချီပရိုးကောင်ကြောင့်ကျွန်ုပ်တို့မှဆက်မစားချင်တော့ပဲတမင်းဝါလိုက်ကြတော့တယ်။ပြီးတော့ပွဲသွားဖို့လုပ်ကြတယ်။တမင်းကျအမကြီးတယောက်သာတမင်းဝိုင်းမှာကျန်တော့တယ်။အိမ်တော်ထူမကြီးကတမင်းဆောင်လဲဆောက်ကိုရက်ပြီးငူတူတူထိုင်းနေတယ်။အဲဒါကြောင့်သူ့မျိုးသားဝါပြီလား။ဝါရင်လည်းထပြီးသိမ့်တော့မဝသေးဘူး။ငါအရက်တောက်ချင်တယ်။အားလုံးမျက်လုံးပြူးကုန်ကြတယ်။တူတူဆန်းဆန်းစကားကြောင့် နောက်နေရလားလို့ပြောကြတယ်။ပြီးတော့သူ့အမကြီးကငါ့ကိုတွဲလာကြအောင်ငါအိတ်တော်မယ်။လှုပ်ပြန်ပြီ။အဆက်ဆက်မရှိစကားတွေကဟိုရောက်တရားဖြစ်နေရယ်။ဒါကြောင့်ကျွန်တော်ကနေသူ့အမျိုးသားကိုပြောလိုက်တယ်။ဟဲ့ကောင်အောင်မှုမိမိမပုံမှန်မဟုတ်ဘူး။ကျွန်တော်လည်းဒီလိုပြောလိုက်ရသူ့မိမကကျွန်တော်ကိုမျက်စောင်းထိုးပြီးအန့်ကျိနေတယ်။သူရဲ့မျက်လုံးကဖျောင်းနိုင်မိကြမှပြူးနေတာကိုတတိပြုမိရဲ့။နောက်တော့ရေတောင်းဖို့ရေတောင်းပြန်လေ။ဒီနေရာမှာ ကျွန်ုပ်တို့ထဲမှာကြာဘူးနာဝအတွေ့အကြုံရှိတဲ့တငယ်ချင်းတယောက်ကဟဲ့ကမိမိမအောင်ရင်မတိုက်နေတော့အဲရီလိုပြောလိုက်တယ်။သူမရဲ့ပုံစံကတပြေးပြေးနဲ့ရုပ်ဆိုးပြီးကျန်းလာတယ်။နှာခေါင်းမှတရှူးရှူးမှုပြီးသပင်းတွေကိုစောက်ဖြည့်ရန်ခါလေးရဲ့ဖားလျားချလာတယ်။နောက်တော့လက်ချောင်းလေးပါစွန်လက်သေးကဲ့သို့လှုပ်ပြလာတယ်။တဲထဲမှလူတွေကိုမျက်လုံးပြူးကြည့်ပြီးစားမလို့ဝါမလို့နဲ့ကျိန်မောင်းအော်ဟစ်လာတယ်။အားလုံးပွဲသွားမဲ့အစီအစဉ်နဲ့ဖေရောက်ကုန်လည်းမသိရော။အားလုံးကသူမိမကြီးကို ဝိုင်းပြီးထိတ်ချုပ်ကြတော့တယ်။အဲဒီလိုနဲ့အချင်းနေမမှန်တဲ့ထုံမင်းမကြီးကိုရွာလယ်ပိုင်းမှာရှိရဲ့ရွှေရင်ကျော်ဆရာကြီးဆိုသူထံကိုရုံရင်းဆန်ကန်နဲ့ဝိုင်းဝပူဆောင်ကြလေတယ်။လမ်းမှာကလန်ကလန်နဲ့ရုံးကန်ပြီးလိုက်လာတယ်။ဆရာကြီးဆိုသူရဲ့အိမ်နာနီရောသူမကထွက်ပြေးဖို့ယုံတယ်။သို့တော့ကျွန်တော်တို့မှအတင်းဝိုင်းချုပ်ပြီးခေါ်ယူခဲ့ရာဆရာကြီးရဲ့အရှိချန်တကားဝကိုရောက်ရှိကြတော့တယ်။ဆရာကြီးရုံးဆရာကြီးထိုမကြီးရဲ့အမျိုးသားမှနှမ်းအော်ပါတယ်။ ဆရာကြီးကိုအိမ်ရှင်းမနေ၍အကျိုးအကြောင်းကိုပြောပြတဲ့အခါဆရာကြီးကအိမ်နောက်ပွေးလေကားမှတက်ခဲကြရန်လှမ်းပြောတော့တယ်။ထူးဆန်းတာကဆရာကြီးရဲ့အိမ်နောက်ပွေးလေကားမှတက်ပြီးတော့လေကားထိတ်တဆင့်ကိုရောက်တဲ့အခါထုံမိမမှချုပ်ကင်ထားသူများနဲ့မှယုံကုန်ထွက်ပြီးတော့ဆရာကြီးရဲ့ဓကန်ဓက်စင်ရှင်မှဒူးတုပ်ရက်သားရောက်သွားခြင်းပဲ။သူပြပြမှမြန်ဆန်လွန်းလို့ထုံမိမကခုံလိုက်သလားညံလိုက်သလားလို့တော့မပြောပြနိုင်ပေ။ဆရာကြီးလည်းချက်ချင်းပင်ထလာပြီးတော့ဟဲ့ပုံနဲ့က ဒီကောင်မကိုအခုချက်ချင်းချုပ်စမ်းအမေပေးပြီးကြိတ်လုံးကြီးကိုကမ်းပြီးစောင့်ကြောက်ထိုင်နေတယ်ကျွန်ုပ်ပါဝင်ဝိုင်းကြီးနေတဲ့သူတွေကဆယ်ယောက်ခန့်ရှိရဲ့အားလုံးကလည်းစိတ်ဝင်တစားနဲ့တိတ်ဆိတ်စွာပဲကြည့်ရှုနေကြလေရဲ့အဲဒီနောက်မှဆရာကြီးကအသေးစိတ်စစ်ဆေးခြင်းမေးမြန်းခြင်းတွေပြုလုပ်တယ်စစ်ဆေးစဉ်မဖြေပါကတူမိမရဲ့ပါရီကိုတဖြောင်းဖြောင်းရိုက်တယ်သူရဲ့ဒက်ခန်းစင်ပေါ်မှာမင်းညီနာကိုခေါ်ချပြီးတော့ဂလိထိုးခိုင်းတယ်ထိုးကတူမိမကရှိမောတော့တယ် နောက်ပြီးသူ့ရဲ့ပုံနှက်ကားကိုအစွဲနဲ့ထိုးကိုအမိတ်ပေးပြန်တယ်။ထိုမိန်းမလည်းငိုပြန်တယ်။နောက်ဆုံးတော့ထိုမိန်းမမှမခံနိုင်တော့ဘဲအပြစ်မှန်ကိုဝန်ခံပြောပြရလေရော်တယ်။ကျမကဒီရွာကအမျိုးသမီးပါ။နေမကောင်းလို့ဟင်းငက်နေရကြပြီရှင့်။ဒီနေ့တော့သူတို့ထမင်းဝိုင်းထဲမှာငါငပီးကောင်ပါရာမြင်လို့ဝင်စားတာမစားရဘဲကျမကိုဖနှက်နဲ့ရိုက်တယ်ရှင့်။အဲ့ဒါနဲ့ကျမလည်းစိတ်တူပြီးတော့သူထမင်းမကန်နဲ့အပင်ထဲလိုက်မိပါရဲ့ဆရာကြီး။ ဒါဆိုအဲ့ဒီအပင်ကသူ့ဝမ်းထဲရောက်သွားတာပြောမလိမ့်နဲ့နော်လေရင်မီးကိုပုံနကားလက်ထဲအပ်လိုက်မှာဟုတ်မလိမ့်ပါဘူးရှင်အပင်ကသူ့လေချောင်းထဲမှာနေတော့မှာရေတောင်းတာမပေးလို့ဝမ်းထဲမကြသေးပါဘူးစီရရှင်ဒါဆိုအခုချက်ချင်းပြန်ထုတ်ရော့ဒီတွေးကန်ခွက်တဲကိုထုတ်ထည့်လိုက်ကိုအောင်ထုတ်နော်ကြံလို့ကတော့မင်းထပ်ပြီးနာမယ်ထုတ်အခုထုတ်စီရကြီးမထွေးကန်ခွက်ကိုထိုးပေးလိုက်ရသူမရဲ့လက်နှချောင်းနဲ့အာကောင်ထဲကိုနှိုက်ပြီးအပင်းကို ထိုခွက်တွေကိုချလိုက်တယ်။ကျွန်ုပ်တို့လည်းထိုအပင်းကိုကြည့်ဖို့လှုပ်ရလှုပ်ရဖြစ်နေကြတယ်။လေချောင်းထဲမှအပင်းကုန်းမကုန်းဆရာကြီးမှချင်းချောက်ကကျိလုံးကြီးတရွရွနဲ့မီးမြန်ပြန်တယ်။ကုန်းနာသေးကြတော့မှနောက်မှဆရာကြီးကတရောင်ကွာလောက်ကနေထွေးခန့်နဲ့ငုတ်ကြည့်ကြဖို့ပြောတော့တယ်။ကျွန်ုပ်တို့ဝိုင်းကြည့်ကြတယ်။ထွေးခန့်ကမှစင်ဦးငယ်ကဲသို့ပုံတဲ့အဖြူရောင်ကျွေထွေးခန့်ပြင်လို့အတွင်းကိုရှင်းလင်းစွာမြင်ရပါတယ်။ အတွင်မှာကျွန်ုပ်တို့မြင်ရတဲ့အပင်းဆိုတဲ့အရာကတော့ထူးဆန်းအံ့ဩစရာပဲလုံဘက်ကကလပ်ဘဲစီလောက်ရှိပြီးအရှိအအဖြစ်သုံးလမ်းမခန့်ရှိရဲ့အမီးနှစ်ခွနဲ့အညူရောင်လောက်ကြီးနှစ်ကောင်ဖြစ်ပါတယ်ကြည်ရင်နဲ့ကြက်သိန်းချမိရော်တယ်ပစိုးတွေအင်ကြီးရေဖောင်းမိတွေနဲ့ထရေးကန်ကိုမတိမိကြစေဖို့ဆရာကြီးမှတတိပေးတော့တယ်အဲဒီနောက်ဆရာကြီးကထိုအပင်းထဲသူကိုနောက်နောက်ကိုဘသူ့ကိုမှအခုလိုဒုက္ခမပေးဖို့ဆုံးပါတယ်အခုထုနဲ့ရိုက်ပုတ်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေကိုလည်း တခါတည်းယူသွားဖို့နဲ့ဒီမိမရဲ့ခန္ဓာကိုယ်မှာမကြံရစ်စေဖို့လဲအမိတ်ပေးရဲ့ပြူစွားသူရွာသူကဟုတ်ကဲ့ရှင်လို့ပြောပြီးဆရာကြီးကိုလက်အုပ်ချီကထိုမိမရဲ့ခန္ဓာကိုယ်မှာထွက်ခွာလျော်တယ်ရုတ်တရက်ထိုမိမလဲကျသွားတယ်ဘီမသူ့ယောက်ျားကတွဲထုပြီးသူမနာမည်ကိုခေါ်ရထူတော့တယ်ဆရာကြီးမှတကယ်ထွက်မထွက်သိနိုင်မှုကိုရက်ကိုဝါးစေခြင်းဖြင့်စစ်ဆေးပါသည်ရဲ့တကယ်မရှိရတာတေးကြသွားတဲ့အခါဆရာကြီးမှထိုဇနီးမောင်နှံကိုအာလုံးရှင်းသွားပြီဖြစ်ကြောင်းပြောပြတော့တယ် အဲဒီနောက်သူတို့လိမိယာမှာနေ၍ဆရာကြီးကိုငွေနှစ်ထောင်ကတော့လေးတယ်။ထို့ညာကျွန်ုပ်တို့ပွဲမသွားလိုက်ရပါ။သို့တော့ပွဲကဲသူအငူတွေအရည်တွေအရာရပုတ်တွေဟာသားတွေမမြင်ရတဲ့အရာတွေရဲ့လှုပ်ဆောင်ချက်တွေကနာယီဆန်ဆန်ပြခွက်တွေအံ့ဩထိတ်လန့်ပွေရာစားတဲ့ဖြောပြမှုတွေကိုကျွန်ုပ်တို့ကြည့်ရှုခံစားလိုက်ရပါတယ်။ထို့ပြည့်ရက်များမှာနေ၍ညအချိန်တမေစာရဲ့တကားပိတ်ပြီးစတင်တယ်။အပင်မိရဲ့လို့တန်တရားရှိရင်ရေမတောင်းမိဖို့ဂယုစရမယ်။ တောရက်ဒေသတွေမှာညပိုင်းတမင်းစားရင်မီးရောင်မရှိဘဲမစားသင့်မဝင်မဲ့ထွက်ကြတဲ့အပင်တွေကိုတီးတွေ့ခြင်းမဖြစ်စေရအပားမိထားတဲ့လူနာတို့သူတို့ပြောသလိုအလိုမလိုက်ရစားတဲ့ပညာဘဟုသုတတွေလည်းရရှိခဲ့လေတဲ့မိမိဘဝရှင်တန်ရပတ်ဝန်းကျင်ဆိုတာကတတိထားရင်ယူတတ်ရင်မိမိအတွက်ပညာများစွာရှိနေတယ်မဟုတ်ပါလားရွာဦးထိပ်ဘက်စီမှာဆိုင်းတန်ပုံတန်နေလေနဲ့အတူပြန့်လွင့်လာတယ်တဲရဲ့ဘေးမှာကျုံးမင်ကြီးကလေးတိုက်လို့တရှဲရှဲမြည်နေတယ် ခေါင်းရင်းဘက်မှစောင်းပြေးတည်းရဲ့အော်တန်နဲ့စုညံ့နေရတယ်။ကျွန်တို့ကပွဲသွားခြင်းစေမရှိတော့လို့အတွေ့များစွာနဲ့အဲ့ရတဲ့ကိုဝင်ရောက်ခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဂျူပီတာရေးသားထားတဲ့ပြူစားခြင်းဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။